မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမောင်မြို့နယ်ဗမောင်လေးစိတ်အတွင်းကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးပေါက်ဝင်ရောက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ26ရက်နေ့မနက်ပိုင်းမှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များကဗမောင်လေးစိတ်အတွင်းထဲကိုထိုးပေါက်ဝင်ရောက်နေပြီးတော့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါဗျ။လေရင်ခွင်းအကျယ်ကြီးထဲမှာတချမ်းကိုထိမ့်ချုပ်ထားနိုင်တဲ့အခြေအနေရှိနေပြီလို့သိရပါဗျ။ လေစိတ်ကိုအပိတက်တော့မရသေးဘူးအထဲကိုတော့ဝင်သားပြီးပြီအကုန်တော့မရသေးဘူးတချမ်းပဲရသေးတယ်လို့ KIA ရဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်လက်တလုံးမှာဗမော်မြို့နယ်အမတ366နဲ့ကွန်3936တန်ချက်ကတိုက်ရင်တို့ကိုမနေ့ကအပိတက်တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့အပြင် န်ချက်ကတင့်ကကိုးစည်းကိုပါရရှိထားပြီးတော့လက်နဲ့ခဲရမ်းများကိုလည်းသိမ့်ပိုက်ရရှိထားတယ်လို့သိရပါတယ်အမတ366နဲ့ခွန်3936တန်ချက်ကတရင်နှစ်ခုကိုလည်းရထားပါပြီတန်ချက်ကတင့်ကကိုးစည်းကိုလည်းရထားပါပြီလို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါရယ်ဇန်နဝါရီလ24ရက်နေ့မနက်6:00နာရီကစတင်ပြီးတော့ဗမော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ရဲ့တရင်ဌာနချုပ်များကို KI ဥဆောင်တဲ့တော်လိုင်းတပ်များက အပြင်းထန်ထိုးစစ်ဆင်ခဲ့ရာကနေတော်လိုင်းတပ်များရှေ့တိုးလာတဲ့အတွက်စစ်ကောင်စီရဲ့တပ်ရင်းများကိုသိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တော်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးနဲ့ပစ်ခတ်မှုများကိုအကြီးအကျယ်လှုပ်ဆောင်နေပြီးတော့ဒရုန်းများပါတိုက်ပွဲအတွင်းမှာအသုံးပြုပြီးတော့ခုခံနေရတယ်လို့သိရပါတယ်။ ်စကခ21မှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွားနေတယ်လို့ပြောဆိုထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစတင်ပြီးတော့ဗမော်မြို့နယ်မန်စီမြို့တို့ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရန် KIA ဥဆောင်တဲ့တော်လိုင်းတပ်များကထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီးတော့ဇန်နဝါရီလ10ရက်နေ့မှာမန်စီမြို့နယ်တစ်ခုလုံးကို KIA နဲ့တော်လိုင်းတပ်များကသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့မှာတော့ယနေ့အချိန်ထိကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲပြည်သူစေယုံကိုစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက် CDM တူနာပြုတ်ဆရာမကြီးအပါအဝင်၃ဦးကြာဆုံးပြီးပြည်သူအယောက်20ကျော်ထိခိုက်ဒဏ်ရာရမှုဟာစစ်ရာဇဝဲမှုမြောက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ25ရက်နေ့မွန်လွယ်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ခြင်းဖြစ်ပြီးတော့ CDM တူနာပြုတ်ဆရာမကြီးတအူ CDM ရုံးဝန်ထမ်းတအူပြည်သူတအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။စေယုံဝန်ထမ်းများ CDM ဝန်ထမ်းများနဲ့လူနာများအပါအဝင် င်ပြည်သူအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကြောင်မဲပြည်သူဆေးရုံတစ်ခုလုံးလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းကနေတိုက်ခိုက်မှုများဆေးရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုများကိုနိုင်ငံတကာအနေနဲ့လစ်လျူရှုမထားဘဲဖြစ်နိုင်သမျှနီလမ်းများကိုအသုံးပြုပြီးတော့မြန်ဆန်ထိရောက်စွာတားဆီးအရေးယူရန်အန်ယူဂျီကတောင်းဆိုထားတယ်လို့သိရပါတယ်။ကြောင်မဲမျိုးကိုတိမ့်ပိုက်ထားတဲ့ TNL ကလည်းပြည်သူဆေးရုံကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချမှုဟာဆေးရာဇဝတ်မှုကိုကျူးလွန်နေခြင်းဖြစ်ပြီးတော့ အရသာပြည်သူများကိုရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်နေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့် အဲ့ဒီလောက်ရတွေကိုပြင်းထန်စွာရှုတ်ချကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဇန်နဝါရီလ22ရက်နေ့ညပိုင်းကလည်းဖအံမြို့နယ်ဟာဒလတ်ကျေးနယ်အုပ်စုဖလန်တောင်စေးယုံကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာစေးယုံထိခိုက်ပျက်စီးခဲ့ပြီးတော့ကျန်းမာရေးဝန်ထမ်းများနဲ့လူနာများဟာအချိန်မီရှောင်တိန်နိုင်ခဲ့တဲ့အတွက်အသက်ဘေးကနေပြီးတော့ကင်းလွတ်ခဲ့ရကြောင်း NUG အစိုးရကျန်းမာရေးဝန်ကြီးဌာနကပြောပြထားပါတယ်။အခုလိုမျိုးအကြမ်းမတ်စစ်တပ်ရဲ့စေးယုံစေးကမ်းများနဲ့ကျန်းမာရေးကဏ္ဍများအပေါ်ကိုတမင်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုများဟာ Geneva Convention အပါအဝင်နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ NUG အစိုးရအနေနဲ့တေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကျမ်းမာရေးဝန်ထမ်းများနဲ့ပြည်သူများရဲ့တရားမျှတမှုအတွက်အကြမ်းမဲ့စစ်ကောင်စီနဲ့လက်ပါစီကြံရပါများကိုတရားဥပဒေအရပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်းတိုက်တွန်းထားပါတယ်အကြမ်းမဲ့စစ်ကောင်စီနဲ့လက်တွဲပြီးတော့ဆောင်ရွက်နေသူများအပါအဝင်ထောက်ခံအားပေးနေသူများဟာလည်းမိမိတို့ရဲ့လောက်ရများကိုရတန်းကနေရက်ရန် NUG အစိုးရကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာရှင်ဟောင်းတန်းရွှေရဲ့တမတ်ဖြစ်သူဒေါက်တာနေဆိုးမောင်ကိုနိုင်ငံတော်စူပူလှုံ့ဆော်မှုဆိုင်ရာရာဇသက်ကြီးပုံမှ905ကကြီးနဲ့ဇန်နဝါရီလပထမပတ်အတွင်းမှာထောင်ဒဏ်3နှစ်ချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးဥပိုလ်ထောင်တွင်တရားရုံးကအမိန့်ချတာဖြစ်ပြီးတော့အဲ့ဒီထောင်မှာပဲအကျဉ်းချထားတယ်လို့သိရပါတယ်။ပုံမှတစ်ခုတည်းပါပဲထပ်တိုးဆွဲထားတာမရှိတော့ပါဘူးလို့တရားရုံးအတိုင်းဝိုင်းကနှိဆက်သူကပြောပြထားပါတယ်။နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပြတ်ပြားအောင်လူမှုကွန်ရက်ကနေလှုံ့ဆော်တာကြောင့်ဒေါက်တာနေဆိုးမောင်ကိုဖမ်းဆီးလိုက်ပြီးလို့စစ်ကောင်စီက ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာထုတ်ပြန်ခဲ့ပါတယ်ရန်ကုန်မြို့မရန်ကုန်မြို့နယ်မှာနေထိုင်တဲ့ဒေါက်တာနေဆုံးမောင်ကိုအောက်တိုဘာလ23ရက်နေ့ညနေ6နာရီခွဲမှာမန္တလေးပြည်ကြီးတခွန်ရဲစခန်းမှာဖမ်းဆီးပြီးတော့အမှုဖွင့်ခဲ့တယ်လို့သိရပါတယ် NLD ပါတီရဲ့ဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးရက်လည်ကနေအပြန်မှာဖမ်းဆီးလိုက်တာလို့စစ်တပ်ဝါရဖြန့် channel တွေကအဲ့ဒီအချိန်ကသတင်းဖြန့်ခဲ့ပါတယ်ဒေါက်တာဇော်မြင့်မောင်တေဆုံးမှုအပေါ်မှာနောက်ဘဝမှာလူဖြစ်ခဲ့ရင် လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးတော့လူသားတွေရဲ့အကျိုးကိုဆက်လက်တည်ပိုးနိုင်ပါစေလို့ဒေါက်တာနေဆိုးမောင်ကသူ့ရဲ့ Facebook လူမှုကွယ်ရက်ပေါ်ကရေးသားခဲ့တာတွေရှိပါတယ်စစ်ကောင်စီဘက်ကတော့ဒေါက်တာနေဆိုးမောင်ကိုဖမ်းဆီးခဲ့ရတဲ့အကြောင်းအရင်းကိုသတင်းထုတ်ပြန်တာမရှိဘူးလို့သိရပါတယ်စစ်ကောင်စီကိုလူမှုကွယ်ရက်ကနေဝေဖန်ရေးသားမှုတွေပြုလုပ်ခဲ့တယ်ပြန်ကြားရေးဝန်ကြီးဟောင်း ဥယဲထုတ်ကိုဖမ်းဆီးချိန်ကဒေါက်တာနေဆုံးမောင်ကိုလည်းတပါးတည်းဖမ်းဆီးကြဖို့စစ်တပ်ဝါဒဖြန့် channel တွေကလုံဆော်ခဲ့မှုတယ်လို့သိရပါဗျ။စစ်တပ်စန့်ကျင်သူတွေကိုဒေါက်တာနေဆုံးမောင်ကအားပေးထောက်ခံခဲ့တာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ပဲဖမ်းဆီးထောင်ချထားဖို့အတွက်စစ်တပ်ဝါရဖြန့် Telegram Channel တချို့ကလှုံ့ဆော်ခဲ့မှုတွေလို့သိရပါတယ်စစ်တပ်မှာဒုတိယဗိုလ်မှူးကြီးတမတော်စေတက်ကတူမှာလဲကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က2015-2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုမဲပေးခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့မှုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်အာဏာသိမ်းမှုစန့်ကျင်နေတဲ့ဒုတိယနဲ့အတူလမ်းပေါ်မှာဒေါက်တာနေစိုးမောင်ကိုတွေ့ခဲ့ရအကြောင်းသတင်းရရှိပါရစေခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းနှုံမြို့နယ်မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား25ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့ကစတင်ပြီးတော့မင်းနှုံမြို့နယ်မြောက်ပြင်ချေးမှာဖုန်ကြီးကျောင်းမှာဝင်ရောက်တပ်ဆွဲထားတဲ့အင်အား56ဦးကန်ပါတဲ့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းဟာဇန်နဝါရီလ25ရက်နေ့မနက်6နာရီကမှပြန်လည်ထွက်ခွာလာပြီးတော့ဒဇိုတုံချေးရွာနဲ့တောင်းတိုက်ချေးရွာကြားအရောင်မနက်6နာရီခွဲအချိန်ကမှပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်တစ်စစ်ဒေသမကွေးတိုင်းတရက်ခရိုင်အမတ်လေးတပ်ရင်း ်တက်ခွဲနှစ်ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိပိတ်တိုက်ပွဲဟာနိုင်ယဝက်ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကအပြင်းထန်ခုခံပြီးတော့ဆုတ်ခွာသွားပြီးငကူအိုးကျွာနဲ့ရွာပလဲကျွာကြားအယောက်မနက်၁၀နာရီကမှအသင့်ဆောင်ချုံနေရာယူထားတဲ့တရက်ခေရအမှတ်လေးတိုက်ရင်တက်ခွဲတစ်ကဒုတိယအကြိမ်ထပ်မံပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးထိပိတ်တိုက်ပွဲဟာ တနအီမိနစ်30ခန့်အကြောင်းဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာရန်သူစစ်ကောင်စီစစ်ကြောင်းကအထိနာပြီးတော့နှစ်ဆောင်၅ဦးကတေဆုံးသွားတယ်လို့သိရပါတယ်။စစ်ကြောင်းတစ်ခုလုံးကိုအပိတ်တိုက်ခိုက်နိုင်ရန်တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်နေတဲ့အချိန်အင်အား80ခန့်နဲ့အကြမ်းမဲ့စစ်တပ်ဘက်ကစစ်ကူများရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာတော်လိုင်းရဲဘော်တဦးလက်နက်ကြီးကြီးစားထိမှန်ပြီးတော့မစိုးရင်ကဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်။သူတို့ဝင်လာကြတဲ့ကကျွန်တော်တို့ကဖြတ်တောက်ဖို့ကြိုးစားတာအဆင်မပြေလိုက်ဘူး။အဲ့ဒါကြောင့်သူတို့တက်ဆွဲပြီးတော့ပြန်အထွက်မှာကျွန်တော်တို့ကဖြတ် တောက်နိုင်ခဲ့တယ်အဲ့ဒီမှာနှစ်ချိန်ဖြတ်တောက်ခဲ့တာပေါ့နှစ်ချိန်မှာဆိုရင်ကျွန်တော်တို့လက်နဲ့ခဲရန်တွေပါရနိုင်အောင်အထိဝင်လုံးကိုစူးစမ်းတဲ့အခါမှာ မင်းတို့ငားမိုင်ဂိမ်းနဲ့ရောနောက်ပြီးတော့ပသိမ်မုံရလမ်းမိုက်နဲ့ကောနီးတာနဲ့သူတို့ရဲ့စစ်ကူတွေကအများဆုံးရောက်လာလို့ကျွန်တော်တို့တွေစုတ်ခွာခဲ့ရတာပါကျွန်တော်တို့အနေနဲ့တဖြည်းဖြည်းနဲ့ပသိမ်မုံရလမ်းမိုက်အထိကိုတိုးကပ်ပြီးတော့တိုက်ပွဲတွေဖော်ဆောင်လာနိုင်ပါပြီကျွန်တော်တို့ဒီစစ်ကြောင်းကိုအမြင့်ပြတ်မချေမုံနိုင်လိုက်ပေမဲ့စစ်ကြောင်းတစ်ခုလုံးလမ်းကျသွားအောင်လုပ်နိုင်ခဲ့ပါတယ်လို့တရက်ခေယံအမတ်လေးတိုင်ရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းရေတာရှိမြို့နယ် အုံးညီဒူးကြီးရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုင်းတပ်များကနှစ်ချိန်ပြတ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့မနက်7:00ခန်းအချိန်မှာအင်အား90ခန်းနဲ့တက်ဆွဲထားတဲ့ရေတာရှည်မြို့နယ်အုံးညီဒူးကြီးရွာမှာတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြတ်ခတ်တိုက်ခတ်ရာမိနစ်30ခန်းအကြာမှာအပြန်အလှန်ပြတ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ19ရက်နေ့ကလည်းအကြမ်းမဲ့စစ်သားများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခတ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခတ်မှုနှစ်ချိန်အတွင်းမှာ အကြမ်းဖက်စစ်သား၄ဦးတေဆုံးက၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၄ယောက်တေပြီးတော့၉ယောက်ဒဏ်ရာရတယ်လို့သိရတယ်အဲ့ဒါပြီးတော့နောက်ပိုင်းတိုက်ပွဲတော့မရှိသေးပါဘူးစစ်ရေးအခြေအနေခဏငြိမ်နေတယ်လို့ပြောလို့ရတယ်လို့ကီးကူစစ်ကြောင်းကတောင်းရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုများကိုစစ်တောင်းမြေဝမ်းရေတားရှိပူပေါင်းစစ်စီရေးအဖွဲ့နဲ့အတူ ကီကူစစ်တောင်းကရဲဘော်များကလည်းပအဝင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရေတာရှင်မျိုးနဲ့စစ်တောင်းမြေအရှိတ်ဘက်ချမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားများကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဘက်ကအချိန်မရွေးဝင်ရောက်တိုက်ခတ်သွားမှာဖြစ်ပြီးတော့ပြည်သူများအနေနဲ့လုံခြုံရေးအသည့်တရိပ်နဲ့နေထိုင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားဆက်ကျင်ရွာကိုစစ်တပ်ကလမ်းနဲ့ကြီးနဲ့ပြက်ခတ်ခဲ့ရာပြည်သူ၃ဦးကြီးစံထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့က ဖျားစီတီတဆူအပါအဝင်ဖုန်ကြီးကြောင်းနဲ့လူနေအိမ်တချို့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇန်နဝါရီလ26ရက်နေ့မနက်09:15မိနစ်အချိန်မန္တလေးတိုင်းမရီယာမြို့နယ်စကြင်ချေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအရသာပြည်သူ၃ဦးကြီးစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖျားစီတီတဆူအပါအဝင်ဖုန်ကြီးကြောင်းနဲ့လူနေအိမ်တချို့ပါပျက်စီးခဲ့တယ်လို့သိရပါတယ်။မနက်ခင်း3:00မှာတိုက်ပွဲဖြစ်တယ်။တနက်ပြစ်တဲ့အတန်တွေကြားနေရတယ်။ကျမတို့ရွာမှာကဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ထပစ်တာလက်နက်ကြီးပစ်တဲ့အချိန်မနက်ခင်း10:15မိနစ်မှာပစ်တာစစ်တပ်ကပစ်လိုက်တာရွာတောင်ကြားကဓာတ်ခိနာယုံဖုန်ကြီးချောင်းအတွင်းထဲကိုလက်နက်ကြီးနှစ်လုံးကြက်ရောက်ပောက်ခွဲခဲ့တယ်လက်နက်ကြီးအစတွေမှန်ပြီးတော့ ကိုကလားကဘိုက်ပွင့်ထွက်ဒဏ်ရာရတယ်မောင်တိုင်ဖြိုးသူနဲ့မောင်တဲမောင်တို့ကတော့မစိုးရင်ကဒဏ်ရာရရှိခဲ့ပါတယ်ဇေဒီလည်းပျက်စီးသွားသလိုဖုန်ကြီးကြောင့်လည်းလူနေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်လို့စကြင်ရွာကန်တဦးကရှင်းပြထားပါတယ်စကြင်ရွာမှာအင်ဂျီ3000ရှိပြီးတော့ဗဟုလုပ်ငန်းအမျိုးစုံလုပ်ကိုင်တဲ့ရွာကြီးဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစကြင်ရွာကိုစစ်တပ်ကမွေဥရင်ရွာကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်လက်တလုံးမှာစကြင်ကြီးရွာကပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နေပြည်လွိုက်ကော်မြို့နယ်မှာအတရအဓမ္မစစ်ထဲကိုထည့်သွင်းခံရတဲ့စစ်မှုထမ်းတပ်သားတက်ခဏဦးဟာလက်နက်ခဲယမ်းများနဲ့အတူ KNDF ထံကိုအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ23ရက်နေ့လွိုက်ကော်မြို့နယ်လွိုင်လင်လေးမြို့အပြင်ဘက်မှာရှိတဲ့ထီးဆက်ကကင်းစခန်းတစ်ခုမှာတာဝန်ကျနေတဲ့ခလာရ2လေးခွန်တပ်ရင်းက တပ်သား၄ဦးဟာ MA3 အမျိုးအစားတပ်နက်၃လက် MA1 အမျိုးအစားတပ်နက်တပ်လက်တို့နဲ့အတူ KNDF တပ်ရင်းထံကိုအသီးသီးဝင်ရောက်ခိုးလုံလာတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ၁၆ရက်နေ့ကလည်းရွိုက်ကော်မြို့ပြင်မှာရှိတဲ့ကင်းစခန်းတစ်ခုမှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံခမာယာ430တပ်ရင်းကတပ်သား၃ဦးတို့ဟာလက်နက်မဲ့ထွက်ပြေးသွားက KNDF ထံကိုဝင်ရောက်ခိုးလုံလာတယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်လာသူများဟာအကြမ်းဖက်စစ်တပ်အတွင်းဝင်ရောက်ရန်လုံးဝစံနာမရှိကြပဲစစ်တပ်ကပေါ်တာဆွဲခြင်း အတင်းအဓမ္မစစ်တပ်ထဲကိုဆွဲသွင်းခြင်းခံရကကရင်နေပြည်နယ်အတွင်းမှာရှိတဲ့ရွှေတန်းစစ်ရှင်ရေးနယ်မြေများကိုပို့ဆောင်ခြင်းခံရသူများဖြစ်တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ကိုဆုံခွာပြီးတော့ခေလုံးဝင်ရောက်လာသူများကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့ KNDF ကပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့တပ်သားများအဖြစ်နဲ့ကြန့်ရှိနေတဲ့တပ်ဖွဲ့ဝင်များအနေနဲ့စစ်အာဏာရှင်လူတစုရဲ့အကျိုးစီးပွားအတွက်ရပ်တည်နေမဲ့အစားအခုလိုမျိုးစစ်ကောင်စီတပ်သားအဖြစ်ကနေအချိန်မီဆုံခွာပြီးတော့ ပြည်သူရင်ခွင်ကိုခိုလုံပြီးတော့ဂုံတိတ်ခါရှိစွာနဲ့ရှင်သန်ကြရန် KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNDI ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ